ငါတနေ့ဝင်ဝေးဘယ်လောက်ရှိလဲငါသုံးနေတာဘယ်လောက်သုံးနေလဲဟောဖုံးဖို့တာဆိုဖုံးဖို့တာဘယ်လောက်ကုန်သွားပါလဲဝင်ဝေးကဘယ်လောက်ရှိသလဲစာရင်တော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြတ်ဝင်ဝေးကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပတ်သွားမှာတေးချာပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူး တဖြည်းဖြည်းကုံသွားပြီးနောက်ဆုံးမှဘာမှကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုရှာတဲ့စီးပွားဟာပြုံလုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ချက်တောင်မိုးတွေလိုပြားရည်ပြားအောင်ကြီးတို့ကြီးပွားလာအောင်သာစူးစမ်းအထောက်အကူတင်နေဒါဟာလေကိုယ့်ကိုချက်ကင်လုံးတွေမှာသိမှာပဲဖြစ်တယ်ဒါကြောင့်မို့စာရင်တော့ကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလောက်ရမှာစဉ်းစားတွေးခေါ် စီပွားလုပ်ရင်ဒီစီပွားကအကျိုးဘလောက်ရှိတယ်မြတ်။ဘာစီပွားလုပ်ရင်ကောင်းမလဲခေချင်းနေရဘလို့ရှိသလဲ။အမြဲတမ်းခင်နဲ့ရေမောင်တန်းနဲ့ဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ်တကယ်အရေးကြီးတဲ့အချက်တွေအပျော်နားထောင်တာပြောတာမဟုတ်ဘူးเนาะအပျော်ပါဆိုတော့ပျော်လို့ရပါတယ်။ထိုက်တဲ့နေ့တော့ပျော်။သို့တော့အလုံးနဲ့ပျော်တာကတမိုးပူရှိသွားတယ်